ခဲ့တဲ့မလ28ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12နာရီခွဲလောက်မှာမန္တလေးမြို့အနီးကိုဗဟိုပြုပြီး Restars K 9.8အဆင့်ချီတဲ့မြင်းကလေးကြီးလှုပ်ခတ်ခဲ့ပါတယ်။ဒီကလေးကြောင့်မန္တလေးနဲ့နေပြည်တော်အပါအဝင်နိုင်ငံတော်ဝန်ကမြို့တော်တော်များများပစ္စည်းစုံညုံသွားခဲ့ရတယ်လို့တည်ဆုံးမှုတွေလည်းအများပြရှိခဲ့ပါတယ်။ရရှိထားတဲ့ကိန်းဂဏန်းတွေအရဆိုရင်တော့လူပေါင်းထောင်နဲ့ရှိပြီးတည်ဆုံးမှုတွေရှိနေပါတယ်။အာနာသိန်းစကောင်းဆောင်ကတော့အချိန်ကိုက်နိုင်ငံတကာကိုအကူအညီတောင်းနေတာတွေရှိပါတယ်။ NUG ဘက်ကလည်းနေဆက်ဖြတ်ကျော်အကူအညီပေးနိုင်ရေးအတွက်ဆောင်ရွက်နေတာတွေရှိပါတယ်။အခြားစာမျက်နှာတစ်ခုမှာတော့ပြီးခဲ့တဲ့မလ28ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့280ပြည့်တပ်မတော်နေ့အခမ်းအနားမှာတရားတော်စစ်ကိုစစ်ပြီးတော့ဆင်နွှဲသွားမယ်ဆိုပြီးစက်ကောင်စီကကြွေးကြော်ထားတာလည်းရှိပါတယ်။စကောင်းဆောင်ရဲ့တမတော်နေ့အခမ်းအနားကိုတော့ရုရှားနိုင်ငံကဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ဘီလာရုနိုင်ငံကဒုတိယကာကွယ်ရေးဝန်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်။ကျမတို့ဒီနေ့အစီအစဉ်ကတော့လက်တလော့ ကြရောက်လာနေတဲ့သဘာဝဘေးအန္တရာယ်တွေနဲ့ထက်ခတက်ခပြောနေတဲ့တရားတော်ဆက်ဆိုတဲ့စကားတွေပေါ်မှာဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့တရားလွှတ်တော်ရှင်နေကြီးဆရာဦးကြီးမြင့်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါဆရာအဲ့တော့လောလောဆယ်အနေအထားတွေမြန်မာနိုင်ငံရဲ့အနေအထားတွေကတော့တဘာဝဘေးရန်တွေကြောက်နေတဲ့အခြေအနေမှာကျွန်တော်တို့လည်းနိုင်ငံရေးဆွေးနွေးရတာလည်းခက်တော့ခက်တယ်ပေါ့လေဒါပေမဲ့လည်းအခုဒါပေမဲ့ဒီဖြစ်လာတဲ့အရာတွေအတွက်မဆွေးနွေးလို့လည်းမရဘူးပေါ့နော်ဆိုတော့အဲ့တော့ပထမဆုံးကျွန်မဒါမေးချင်တာကတော့ဆရာကြီးတချို့ဖြစ်နေတဲ့အနေအထားတွေရဲ့အတိုင်းအတာပမာဏအပေါ်မှာဆရာဘယ်လိုနားလဲမိသလဲပေါ့နော်နားလဲသိမြင်ထားတာရှိပါသလဲရှင်ဆရာဟိုကျွန်တော်တို့မြန်မာအယူဆရရောဘေးရင် အင်ခံွက်တဲ့လူတွေရအောင်တပေါင်းနေရအောင်ပေါ့ဒီဘယင်ကြီးဒီလိုစုပ်လိုက်တာအတိတ်နမိတ်ပြတာလေမင်းပြောင်းမင်းရွယ်ဖြစ်လိမ့်မယ်လို့ဒီလိုပြည်သူတွေကတော့ပြောနေကြတယ်အဲ့တော့ဒီငရင်ကြီးကလည်းမြမနိုင်ငံတမိုင်းမှာ186နှစ်အတွင်းမှာအကြီးအကျယ်ဆုံးငရင်ကြီးပဲဘရစ်တာစကေးရတော့နော်ဘရစ်တာစကေးရ9.9ဆိုတာအကြီးအကျယ်ဆုံးငရင်ဖြစ်တယ်လို့ ီလိုအထောက်အထားတွေတွားတွေ့ရအောင်နောက်1839ခုနှစ်ဘာကြီးတော်ဖေရလက်ထက်တော့မလဲဒီလိုပဲအကြီးအကျယ်လှုပ်ခုတယ်ဒါမှမဟုတ်ရစ်တာစကေးအဲ့တုန်းကတော့ဘယ်လောက်ဖြစ်တယ်လဲတော့မသိဘူးပေါ့လေအကြီးအကျယ်လှုပ်တယ်အဲတန်ငါတော်တွေအများပြားရအောင်လို့မူကြတယ်နောက်အေယာဝလိမြကြီးကဗျောင်းမြန်အောင်ခဏစီးသွားတယ်လို့အဲ့လိုအဆိုရှိတယ်ပေါ့လေနော်အဲ့တော့ဟိုအဲ့ဒီလောက်ပြင်းထန်ခဲ့တယ်ပေါ့နောက်တစ်ခါဒီကြားထဲမှာလည်းအကိုးငရင်တို့ ဇခိုင်းငရင်တို့ပကန်းငရင်တို့လည်းဖြစ်ခဲ့သေးတယ်အဲ့လိုတွေဖြစ်ခဲ့ဒါကြောင့် Ritter scale အရတော့ဒီဟာအကြီးကျယ်ဆုံးပဲလို့ဒီလိုပြောပါတယ်အဲ့တော့ကောင်းပြီဒါလောက်ကြီးကျယ်တဲ့ဟာကြီးအပျက်စီးတရားဘလောက်တော့ဖြစ်သွားလဲဆိုမန္တလေးမြို့ကြီးဆိုရင်ရက်ွက်တိုင်းပြစ်တယ်လမ်းတိုင်းလူလူပြစ်တယ်စကိုင်းလည်းတစ်မြို့လုံးပြစ်တယ်အဲ့လိုပေါ့အနားပဝန်းကျင်မြို့တွေလည်းပြစ်ကြတယ် ပြတ်တာကတော့မန္တလေးကတော့အတီဆုံးပေါ့အဲအဲ့လိုအဲ့လိုကလည်းအပြည့်အစုံကျွန်တော်တို့ကနေပြည်တော်မှာလည်းအကြီးကျယ်ထိခိုက်တယ်ကြားရတာတော့လွတ်တော်ကြီးတော်မှာပဲထိတယ်လို့ပြောတယ်ဆောက်ကြီးတော်မှာပဲနောက်စေယုံကျုပ်တွေထိတယ်ဒါမျိုးတွေပေါ့လေအဲ့လိုပဲနော်ဒီအောင်ပန်းတို့ဘာတို့မှာလည်းထိတယ်အဲ့အဲ့လိုပေါ့တောင်ငူဘက်မှာလည်းထိတယ်တပြည်လုံးလိုလိုပါထိပါထိတဲ့အခါကျတော့ဒီပျက်စီးတဲ့ပုံတွေကိုဒီဒီခါတော့ဓာတ်ပုံတွေတော့ကွာ ချက်ချင်းမြင်ရတယ်ပေါ့နော်ထောက်ထားတွေကိုမြင်ရတယ်ဟိုတယ်ကြီးတွေစောင့်သွားတာပြိုကျတာအမစိုးရင်တိုက်ကြောင်းကြီးပြိုကျသွားတာကုလားသိမ့်စေရနော်တန်ကားတော့အပားတစ်ထောင်တပါးစီရစောင့်ဝဲဖြီးနေတာတစ်ထောင်ဖြီးနေတာအဲ့ဒါမှာ300ဖြီးနေတယ်ဥလားသိမ့်ဥလားသိမ့်တမယုံအဆောင်ကပြိုကျအဲ့ဒီမှာတန်ကားတော့အပား200လောက်ပြိနေတယ်ဆွဲထုတ်တာမှာနော်အဲ 30လောက်ကထွက်ထုတ်မရအောင်ကြမ်းနေသေးတယ်ဆိုတော့ဒါတိတ်လားလာမကောင်းဘူး။ဒါဗလီတွေဆိုလဲတပီလုံးကဗလီ90ကျော်ထိတယ်။ထိပြီးတော့ရင်ကျွန်တော်အလောင်းရတာတွေတန်းစီလိုက်တာကွာကို300လောက်ဖြစ်တယ်။လောင်းရတာ။အဲ့ဒါမျိုးနောက်ထပ်လည်းပဲ900လောက်အဲမှာပြိနေနိုင်တယ်လို့ဒီလိုပြောကြတယ်ပေါ့။အဲ့ဒါမျိုးတွေအပျက်စီးကအလွန်ကိုကြီးမားတယ်ဆိုတော့သတ်တွေ့ရတယ်။နောက်တစ်ခါကျွန်တော်တို့မှာအဲ့ဒီမှာအခုအညီပဲ။ အကူအညီကအဲ့မှာကျွန်တော်တို့ဟောရမဆိုဘာပဲလုပ်လို့လူငယ်တွေရှင်းဆုံးမထွက်လာတာအသင်းဘဝတွေရှင်းဆုံးမထွက်လာတာအခုအသင်းဘဝတွေလည်းမထွက်ရဘူးလူငယ်တွေလည်းမထွက်ရဘူးပေါ်တာဆွဲမှာဆိုလို့နော်အဲ့လိုပဲဟိုအကြောက်ပေးကြီးအောင်မှာလူတွေမထွက်ရကြအောင်ပြီးတော့ရင်ပြိုးကြတဲ့အုတ်ခဲကြီးတွေရတယ်တခုံတစ်လုံးချင်းအုတ်ခဲတစ်လုံးချင်းပြိုလာမှုပဲလေပြီးလိုက်ပြီနဲ့ကတ်ထားတဲ့အတုံးလိုက်အတုံးလိုက်ကြီးတွေပြုတ်ကြတဲ့အခါကျတော့လူတယောက်တည်းမှမနိုင်အဲ့တော့ ပုံတပုံမှဆိုရင်အမျိုးသမီးတယောက်ကပလက်လန်းနေတယ်ခလေးကသူ့ဘိုက်ပေါ်က तू ကလုံးဝမလှုပ်နိုင်သေလားရှင်လားလည်းမသိဘူးအဲ့ဒါမလို့ဒီပါလူတယောက်ချင်းကလည်းအဲ့တုံးကြီးတို့မမနိုင်ဒါပြင်အစိုးရဘက်ကရောဘာကြိုးဟလာကုညီထောက်ပံ့မှုတွေရှိတယ်လဲဆိုရင်ဘာဆက်ရမ်းနေရမှာအကူကြီးပဲ24နိုင်ပြီးမှအစိုးရကြီးကဘာအကူကြီးမှမရဘာအကူကြီးမှမပေးနိုင်အစိုးရကြီးကမိတွေလောက်နေအဲ့ဒါမျိုးတွေဖြစ်တယ်အဲ့ဒီမှာတပ်ဆွဲနေစသားတွေလုံးဝဝင်ရမကူညီဘူး စစ်သားတွေရဲ့ကူညီမှုဒါတောင်းရှိဟွာတွေရဲ့လူကူညီမှုတွေလုံးဝမတွေ့ရအောင်အဲ့ဒါကြီးလည်းပဲအဲဟောသူများနိုင်ငံတော်ဆိုတက်မတော်ကဟလာထိုင်းမှာဆိုလို့ရှိရင်တက်မတော်စီဥ်ရုပ်ကိုလည်းထွက်ပြောတယ်တက်မှုကိုလည်းထွက်ပြောတယ်စစ်စစ်ရုံနဲ့အသုံးပြုနိုင်တယ်တက်မတော်သားတွေကူညီရမယ်အဲ့လိုရိခါတွေကိုဟွာလုပ်မယ်အဲအဲ့ဒါတိုင်းတိုင်းပြည်ကိုထိတာတက်မတော်ကိုထိတာ ਨੇ အတူတူပဲဆိုဒီလိုတူလန်ထွက်ပြောပြီးတော့တူဂရိုင်းလည်းပဲကူညီတယ်ဝင်းချုပ်ကလည်းအရေးပေါ်အခြေအနေကြီးညာပြီးတော့လုပ်တယ်အဲ့ဒါတွေနဲ့စာရင် ဗမာပြည်မှာတော့အဲ့ဒါကြီးလုံးဝမရှိအဲဒါတွေတော့ပနမတွေ့ရတယ်ကောင်းပြီဒါဆိုရင်နိုင်ငံတကာအကူအညီတွေတော့ဆိုနိုင်ငံကအကူအညီတွေကလက်မျိုးဝင်လာတယ်တစ်ကငွေပေးတဲ့နိုင်ငံပစ္စည်းရောလူရောပေးတဲ့နိုင်ငံဆိုပြီးတော့အဲ့လိုတွေပေါ်လာတယ်ပေါ့အဲ့တော့တောင်ကိုရီးယားကဒေါ်လာ1သန်းပေးမယ်လို့ပြောတယ်အဲ့ဒါငွေကတော့ပလုံးပါပဲပတ်စံတာပလဲလို့ပါတော့ဒါပေမဲ့လို့ထိုင်းတို့တရုတ်တို့မလေးရှားတို့နော်အဲ အဲ time about sorry အဲမပါသေးဘူးအဲရုရှားရဲ့ဘိုင်လိုရုရှားရဲ့တရုတ်ကမလေးရှားတို့ကတော့လေအိန္ဒိယတို့ကတော့လေရင်ကြီးတွေနဲ့လူတွေပါပါလာတယ်ကဲဆယ်မဲ့လူတွေပါပါလာတယ်ပစ္စည်းတွေပါလာတယ်လူအင်အားအလုံးရင်းပါလာတယ်စက်ကတိယာတွေပါလာတယ်ရုရှားဆိုခွေးတွေပါပါလာဆိုတဲ့အခါကျတော့အလွန်အားရစရာကောင်းတယ်ဒါတွေကနိုင်ငံတကာဒါမှမဟုတ်ပိုးအားရစရာကောင်းတာက ီကဲဇယ်ပစ္စည်းတွေကိုလည်းဟွာတွေကိုဒီစစ်အာဏာရှင်ဒါမအားလာလက်ထက်ကိုမအားဘူးသူတို့ကိုယ်တိုင်ကြီးမှုကြီးကြီးချက်ပြီးတော့လောက်ကန်ဆောင်ရဲမဲ့ဟာတွေတွေ့ရတဲ့အတွက်ကြောင့်မလို့တော်တော်ဝင်းမြောဝင်းသာဖြစ်မိတယ်လို့ကျွန်တော်ဒါလေးတော့ပဏာမလေးပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်းဟိုနိုင်ငံတကာကလည်းသူတို့မှာစိုးရိမ်နေတာရှိတယ်ပေါ့ဆရာရဲ့အဲ့တော့ဒီနေ့မနေ့ပဲပေါ့နော်ကျွန်တော်တို့ဒီဟိုကုလသမဂ္ဂတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ပေါ့နော်မစ္စတာထွန်အမ်ဒူးနဲ့ဒီဘက်ကီအင်ဒါဆန်နဲ့အင်တာဗျူးတစ်ခုမှကျွန်မကြည့်လိုက်ရတယ်ပေါ့ကြည့်လိုက်ရတယ်ဆိုတာကဟုတ်တယ်ငလင်လှုပ်လို့အပြစ်စီးတွေတော်တော်များနေပြီဒုက္ခရောက်ကြတာကြီးလည်းပုံများတယ်အဲ့ဒီအထဲမှာမစ္စတာအင်ဒူးထောက်ပြတာကစစ်အာဏာသိမ်းထားတဲ့ကာလကြီးလည်းဖြစ်နေတယ်ငကူအားမှာမြန်မာနိုင်ငံရဲ့အနေထားကတော်တော်လေးတော့ဆိုးနေပြီအဲ့ဒီအပေါ်မှာဒါမျိုး ထပ်ဖြစ်တဲ့အတွက်ကြောင့်တော်တော်ဒါစိတ်မကောင်းစရာဖြစ်တယ်ဒါပေမဲ့နိုင်ငံတကာအကူအညီတွေကိုအခုနိုင်ငံတကာကပေးဖို့လုပ်နေတယ်ဒီနေရာမှာသူပြောချင်တာတခုကဗာလဲဆိုတော့ဟိုဒါသူဆွတ်ဆွဲတာတော့မဟုတ်ဘူးဒါပေမဲ့အတိတ်ကာလကဖြစ်ခဲ့တဲ့ပက်တန်တွေကိုထောက်ကျူခြင်းအပြင်စစ်တပ်လက်ထဲကိုဒါတွေကိုထည့်လိုက်မယ်ဆိုလို့ချင်းပြည်သူလူထုလက်ထဲကိုရောက်ပါမလားဆိုတာမျိုးသူပြောသွားတာကြီးလည်းရှိတယ်ပေါ့လေဒါကြောင့်မလဲဟို NUG နဲ့လည်းဒီကိစ္စကိုဆွေးနွေးတိုင်ပင်ပြီးတော့မှ လုတ်တင်လဲဆိုတာမျိုးလဲသူတို့ထောက်ပြသွားတာရှိတယ်ဆိုလိုတာကနိုင်ငံတကာကတော့အဲ့ဒီအပေါ်မှာအာနည်းနည်းစိုးရင်ပူပန်မှုတော့ရှိတယ်ထင်ပါတယ်ဘာလို့ဆိုတော့စစ်တပ်လက်ထဲကိုဓာတ်ထည့်လို့ရှိရင်ပြည်သူလက်ထဲကိုရောက်ပါမလားဆိုတာဒါပေမဲ့ဆရာဒီဥစ္စာကဟိုဘလောက်အတိုင်းဒါထီပေါ့နော်ဆိုလိုတာကတကယ်တမ်းကျတော့ဟို ကျမတို့မသိရသေးဘူးပေါ့ဒါအစောပိုင်းပဲရှိသေးတယ်တကယ်ရောနောက်ပိုင်းမှာစုံစမ်းဆရာပြောဆိုတောင်ကိုရီးယားလိုဟာမျိုးပေါ့နော်။မပတ်စံပေးတယ်ဆိုလို့ချင်းအဲ့ဒီလက်ထက်ရောက်သွားတယ်ဆိုလို့ချင်းဒုံးဆိုင်ကြီးကကျမတို့ဘလို့ဖြစ်မလဲ။ဒီဒီ disaster ကြီးကစန့်ကျင်ကျိုးတရောက်မှုဆက်အာဏာရှင်ကိုပဲပြန်ပြီးတော့အားကောင်းအောင်လုပ်ပေးလိုက်တယ်လို့ရောဖြစ်သွားနိုင်မလားပေါ့ဆရာဘလို့ယူဆသလဲရှင်။အဲ့ဒီနေရာမှာဘူထရန်ကလည်းပြောပြီးအကူအညီပေးမယ်လို့ပြောပြီးပြောပေးမယ်လို့ဘယ်လိုပေးမှာလဲဆိုတော့မသိသေးဘူးပေါ့။ အဲ့တော့ကျွန်တော်တို့ကနာဂစ်တုံးကအတွေ့အကြုံကြီးရဲ့မနစ်တင်းတုံးကမကြသေးခင်မှာဖြစ်တဲ့ရေဘေးကြီးရေဘေးတွေကိုကြည့်လိုက်မယ်ဆိုရင်နာဂစ်တုံးကဆိုလုံးဝနိုင်ငံခြားအကူအညီလက်မခံအကူအညီပေးတဲ့လူတွေကိုဖမ်းတယ်ထောင်ချတယ်အဲ့ဒီအလောင်းတွေကိုကုပြုတ်နာဂစ်ကြောင့်တေးတဲ့လူတွေကိုမြုပ်ပေးတဲ့လူတွေလည်းထောင်ချတယ်နော်သာသနာရေးခါတွေသွားပို့တဲ့ပြည်သူပြည်သားတွေလမ်းတွေစီဖမ်းပြီးတော့တောင်းချတယ်ပြီးတော့နှစ်ထောင်ချီအခြေခံဥပဒေကြီးအတင်းအဓိပြုဖြစ်တယ်ဆိုတော့ အလွန်ဆိုးရတဲ့တမိုင်းတောင်ရှိခဲ့ဆိုတော့နိုင်ငံတကာပူပင်မှုတော့ကရှိမယ်ဆိုတာလဲမဆမ်းဘူးပြည်သူတွေကလည်းပူပန်တယ်ကျွန်တော်လည်းဒီနေ့ဒီတာကိုမနစ်တဲ့လူတော်ဖြစ်တဲ့ကဲ့သို့အဲပူပန်တယ်နောက်တစ်ချက်ကတော့မကြခင်ကမှဖြစ်သွားတယ်နောက်ဆုံးရေပေးကြီးပဲရေပေးကြီးပဲပြည်သူတွေလှူတဲ့ဟာကိုမော်တော်နှစင်းသွားလို့ချင်းဒစင်းကိုစစ်တပ်ကဖျက်ယူယူလိုက်တယ်ဘာပြုလို့ယူတာလဲဆိုရင်လေ PDF ဖိရှီကိုသွားပို့မှာပို့လို့ယူတယ်အဲ့လိုပြောတယ်နောက်တစ်ခါ တကယ်ရေနစ်နေတဲ့ဒေသတွေလုံးဝသွားအကူအညီပေးခွင့်မရှိဘူး PDF တွေရှိနေတဲ့ယူအာတွေမလို့ဖြတ်တော့တယ်ဆိုပြီးတော့အဲ့ဒီမှာဗျာအဲ့ဒီရေဘေးကြီးမှာပေါ်တင်ကြီးကျွန်တော်တို့ကဒီခါလေနိုင်ငံတကာအကူအညီတော့ပြည်တွင်းအထူးသဖြင့်ပြည်တွင်းအကူအညီတွေဗျာနော်ရှက်ချက်ပါပါကိုယ်တိုင်တော်ဒုက္ခရောက်နေကြတယ်ကိုယ့်ရဲ့ဒုက္ခရောက်နေတဲ့အကူအညီတွေဟာဘူးသူတို့လုံရက်တယ်ဗျာစစ်တပ်ကလုံရက်တယ်နော်အဲ့လိုမျိုးရှိတယ်နောက်တော့ကနာဂစ်တော်ရလို့ပဲအဲ့ဒီနာဂစ်မှာထောက်ပံ့တဲ့ ိုင်ငံတကာအကူအညီတွေအကုန်လုံးကိုစစ်တပ်ကယူလိုက်ပြောရင်အဲ့ဒီနာခဲ့မှာလူလူကိုဝေမဲ့ပစ္စည်းတွေကမင်္ဂလာတုံးစစ်စစ်ဈေးတွေနော်ဒီနော်တို့ဒီနေပြည်တော်ဈေးတွေအဲ့လိုပေါ့ဗျာစစ်ဈေးတွေမှာအကုန်လုံးကိုပြည်သူလူထုကအဲ့နာခဲ့ကိုကူညီမျိုးဟာတယ်အကုန်ဝဲယူရတဆက်ဝဲတဆက်ဝဲယူရတယ်အဲ့အဲ့ဒီလိုဖြစ်တာတွေကြည့်တဲ့အခါမှာ ဒီတစ်ခါနိုင်ငံတကာအကူအညီတွေကလည်းပဲသူတို့ကိုယ်တိုင်ကြီးမှုပြီးတော့မလောက်လန့်ရင်တော့စစ်အာဏာရှင်သက်ဆိုးရှိရေးအတွက်အထောက်အပံ့ပြုသွားမှာမလို့ပြည်သူတရားလုံးကတော့စိတ်ပူနေကြတယ်လို့ကျွန်တော်တို့တို့တွေးရှိရပါတယ်ဗျာ။ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုတော့ဒီအနေထားအောက်မှာပဲအခုအတာအေးပေါ်ကာလဆိုပြီးတော့ကြီးညာထားတဲ့ပေါ့နော်မြို့တွေရှိတယ်အဲ့ဒီနေရာတွေကိုသွားပြီးတော့စစ်တပ်ကနေပြီးတော့လေချောင်းကတိုက်ခိုက်နေတာကြီးလည်းရှိတယ်ဆရာအခုတတိုင်းမီလုံးဒုက္ခရောက်နေတဲ့အချိန်မှာသူတို့တိုက်ခိုက်မှုတွေကိုနောက်ပြန်ဆွဲဆုပ်ဆွဲထားတာမရှိဘူးပေါ့ရပ်တန့်ပေးတာမရှိဘူးပေါ့ဆိုတော့ဆိုတော့ဒီအနေထားတွေပေါ်မှာကဘလောက်စိုးရင်ဆရာရှိမလဲဆရာဒါဒါဒါက disaster ဖြစ်နေတဲ့အချိန်ဆိုပေမဲ့ စစ်တပ်ကဘက်ကအနားမပေးဘူးဆိုတဲ့ပုံစံမျိုးလည်းဖြစ်နေတယ်ပေါ့ဆရာရဲ့ဒီပေါ်မှာရောဆရာရောတော်လှန်ရေးအင်အားစုတွေကိုဘာဘာပြောကျင်တယ်လဲဆရာသူကတော့မင်းအွန်လိုင်းကသူ့ရဲ့ပြစ်ရှစ်ဆယ်ပြီနော်ဖက်စစ်တော်လှန်ရေးနေပေါ့သူတို့ကတော့တတ်မတော်ဘူးအဲ့ဒီမှာသူကမင်းကိုမအတိအကျပြောစစ်ဆက်တိုက်နေလက်နေချာတဲ့ PDF တွေလက်နေချာတဲ့ပါတီထောင်တဲ့ရေကောဘွယ်ဝင်တဲ့သူတို့ကတော့ NCA တိုင်းဆက်သွားမယ် နောက်တစ်ခါစစ်ဆက်တိုက်တယ်သူတို့အတိအလင်ကြည်ကြလိုက်တယ်အတိအလင်ကြည်ကြတဲ့ရွေးကောက်ပွဲကလည်းပဲဒီဇင်ဘာနဲ့နောက်တစ်ဇန်နဝါရီမှာအတွင်းမှာအပီးလုပ်ပဲခွဲပြီးတော့လုပ်အဲ့ဒီလိုပေါ့ကြီးညာတဲ့အတွက်ကြောင့်မလို့နောက်တစ်ခါသူကဘာတွေမှာပြောင်းပြန်ပြောသေးတယ်ဆိုတော့ဒီတဲ့ PDF တွေဟာတဲ့ဒီခါတဲ့ NLD အမတ်တွေကမြောက်ပေးပြီးတော့အဲ့ဒီသူတို့ကြောင့်နော်အိုးအိမ်တွေပြည်စီမိနေရှို့ လူတွေတအကြမ်းဖက်လက်နက်တွေဆွဲကြရင်တိုက်ခိုက်ကြတယ်တဲ့အဲအဲ့လိုအဲ့ဒါမို့အဲ့ဒီဟာတွေဒီအဖြစ်သမားတွေကိုတော့ခြေမောရမယ်တဲ့ဆိုတဲ့အခါကျတော့တပတ်မှလည်းသူကပြောသေးတယ်ဟုတ်ဘူးလေသူတို့တတ်မလို့ကတော့ငင်းညာရေးလိုလားပါတယ်ပဲပြောတယ်အဲ့တော့ငင်းညာရေးလိုလားပါတယ်ဆိုလို့ရှိရင်ဘာဘုံကျဲနေစရာရှိလဲဗျာတပြီလုံးသူတို့ကစပြီးအပြစ်ကရက်စရီကြီးကြလိုက်ပါလားကျင်းညာလိုက်ပါလားငင်းညာရေးတကယ်လိုလားလဲဆိုရှင်ဒါကြောင့် အပြောနဲ့အလုံမညီတဲ့ဒီလိုဘုံကျဲနေတာတွေကအပြောနဲ့အလုံမညီဘူးကျွန်တော်တို့ PDF တွေပြည်သူတော်လိုင်းခုခံစစ်စင်ွဲလို့တွေကိုကျွန်တော်သတိပေးလို့လာတော့စစ်တပ်ဆိုတာဘယ်တော့မှဂရီမတည်ဘူးစကားလည်းမတည်ဘူးဒါကြောင့်မလို့ခင်ဗျားတို့အမြဲတမ်းအစင်သင်ခုခံစစ်ကိုပြင်ဆင်မှုအမြဲတမ်းပြင်ဆင်ထားကြပါသတိမပေါ်ကြပါနဲ့လို့ကျွန်တော်ဒီလိုသတိပေးချင်ပါတယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆက်ဆုံးကဆရာပြောသွားတယ်ပေါ့လေအခုမြင်းကလင်းလောက်တဲ့ကိစ္စမှာဒီရုရှားကနေပြီးတော့လေရင်နဲ့လာပြီးတော့အကူအညီပေးတယ်ခွေးတွေပါပါတယ်ပေါ့နော်ရုရှားကကယ်ဆယ်ရေးအဖွဲ့တွေရောက်လာတယ်ဆိုတဲ့ဟုတ်စားပေါ့နော်ဒါတစ်ဖက်ကကြည့်လို့ရှိရင်တော့အကောင်းဘက်ကလို့မြင်ရတော့ပေါ့နော်ဒါပေမဲ့ဒီအနေအထားတစ်ခုဟာရုရှားနဲ့နေပြည်တော်နဲ့ကြားထဲမှာဒီလိုသွာလာတွေကူလူဆက်ဆံနေတာတွေကဘာမှတိတ်မထူးဆန်းတော့တဲ့အနေအထားမျိုးတစ်ခုပေါ့နော်ဖြစ်မလာနိုင်ဘူးလားပေါ့နော်ဆိုတော့ဒါကတော့သတိထားရမယ့်အချက်မဖြစ်နိုင်ဘူးလားဆရာ သူကဒီတပ်ပတော်နေ့မှာအတင်းရှားပြလိုက်တာပဲဒီစစ်တပ်နေ့မှာဘာပြလိုက်တယ်ဆိုတော့ဒစ်စစ်စင်မှာဒီရုရှားကဒုက္ခဝေဝင်ကောင်းဆောင်လာတယ်ဘိုင်းရုရှားကကာကွယ်ရင်းကိုယ်တိုင်ကောင်းဆောင်လာအသူတို့တက်တယ်ဗျเนาะအဲ့ဒီမှာအဲကြော်မျိုးမင်းတို့လော်ဘီတွေကစစ်လော်ဘီတွေကတော့အတရုတ်ကတော့မလာဘူးတရုတ်ကဘာဖြစ်တယ်ညာဖြစ်တယ်တော့သူတို့ကအတရုတ်ကတော့မကြည့်မနှက်ပြောသေးတရုတ်ကတော့မတက်ဘူးဗျအဲ့ဒါကတော့တော်တော်ထူးခြားတယ်အဲ့တော့ပြောချင်တာကတော့ဒီရုရှားနဲ့ ရုရှားကတော်တော်ထိုးထိုးဝင်လှုပ်လာတယ်ပွားကြီးလာကြီးဖြစ်လာတယ်ဆိုတဲ့ဥစ္စာတော့အသေးချာပဲအခုလည်းပဲသူ့လေရင်ပထမဆုံးစာရောက်တာပဲပထမအိန္ဒိယလေရင်တစ်စင်းရောက်တယ်နောက်သူ့လေရင်နှစ်စင်းရောက်လာเนาะအဲ့ဒီမှာပစ္စည်းကတိရတွေပါတယ်လို့ဒီလိုပြောတယ်ပေါ့ဗျအဲ့ဒီလိုအဖြစ်သူတို့ကတော့ဒါရှိပြီးတော့ဗမာနိုင်ငံကြီးထဲမှာပြည်တွင်းစစ်မှာထိုးထိုးဝင်ဝင်ရောက်လာဖို့ရှိတယ်ဆိုတာကိုပြဆိုနေတယ်လို့ ီလိုလဲမှတ်ယူမယ်ဆိုမှတ်ယူလို့ရပါတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ဒီနေထားအောက်မှာပဲဟလာတချို့ကလည်းသုံးသက်နေကြတာတွေရှိတယ်အခုမြန်မာနိုင်ငံမှာပြည်စည်းဆုံးညှို့မှုတွေဒီလောက်များနေတာကဟလာဟိုသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးလို့ပြောတဲ့လူတွေကြောင့်ဖြစ်နေတာဆိုတာမျိုးတွေနဲ့တက်ပြီးတော့ရင်းနေကြရည်လဲတွေ့တယ်ဗောလေ Facebook တွေပေါ်မှာဒီဒီအနေထားပေါ်မှာရောအခုဖြစ်နေတာတွေကသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးလို့ပြောတဲ့လူတွေကြောင့်ဖြစ်နေတာလားဆက်တက်ကြောင့်ဖြစ်နေတာလားဆရာဘယ်လိုယူဆသလဲရှင်။ तू ကတမိုင်းလိန်တွေကိုပြောလို့ ကျွန်တော်လည်းနည်းနည်းလေးပြန်ပြီးတော့ကိုးကားပြီးတော့တကယ်တွေ့ညုံနေရတယ်ကျွန်တော်အဖြစ်ပြည့်နေပြောချင်ပါတယ်49ခုနှစ်တုန်းက49ခုနှစ်တုန်းကကျွန်တော်ပြည်ရေးစစ်ကြီးဖြစ်တာပဲပြည်ရေးစစ်ကြီးအကြီးကျယ်ဖြစ်တဲ့အခါမှာနောက်တပ်မှုဗိုလ်မှူးချုပ်မောင်မောင်ဖမ်းသွားတယ်ဗိတိလာဖမ်းသွားတော့ဗိုလ်မှူးချုပ်မောင်မောင်မသေးခင်မှာစာတိုင်းရေးတိခဲ့အဲ့တော့မကြခင်က Facebook မှာလည်းတက်လာအဲ့ဒီထမ်းသွားတဲ့အခါမှာ ဘိုးကျော်နေဝင်ရင်ငိုပြီးတော့ဥလူရှိကိုငိုပြီးတော့ကျွန်တော်မှတောင်းမကင်းပါဘူးကျွန်တော်မှတောင်းရှိပါတယ်တော့ကြောက်ကျွန်တော်တုတ်ထုတ်ခွင့်ပေးပါဆိုပြီးတော့ပပြောတယ်ပပြောတဲ့ကဥလူကနေပြီးတော့အေးမင်းစိတ်ဓာတ်ကြောက်နေမှလည်းကွာမင်းအပြစ်ကြီးလည်းမဟုတ်ပါဘူးတို့လူတို့ကထောက်ခံပါတယ်ဒါကြောင့်ဒီစစ်ကတို့နိုင်ပါပါလို့ဒီလိုအပိတ်ကြရတယ်လို့ပြောတယ်ဗျနောက်တစ်ချက်ကတော့တခါဥနုကိုယ်တိုင်နေလူရှိကိုတွားပြီးတော့ဟလာဘောဒီညောင်ပင်ပင်းရင်းနဲ့ တိုက်ရင်း6ရင်းစာလောက်ကျွန်တော်လက်နက်တွေရလာခဲ့ရလာပြီးတော့အဲ့ဒါနဲ့ခံတိုက်တာမှာပြည်သူစိတ်ကြီးကိုကျွန်တော်တို့နိုင်နေပေါ့ဗျာအပြောကျင်တာက तू ပြောတယ်တတ်မတော်ကြီးကကဲတင်ခဲ့တယ်ဆိုတော့မဟုတ်ဘူးဗျအဲ့ဒါတော့မဟုတ်ဘူးအဲ့ဒီမှာကတော့ဘ ෝජ ုတ်ကျော်စောတို့လည်းရှိတယ်နော်ဒါဘ ෝජ ုတ်မောင်မောင်ရဲ့စာရီရလောကဥလူရဲ့တာတီစနေသားမှာအတိလေးရေးထားတာဒီအကျက်ရလာလောကတတ်မတော်တစ်ခုတည်းတိုက်လို့နိုင်တာမဟုတ် ဲ့ဒါလည်းတို့ကတို့တိုက်မတော်ကြီးအခုငယ်ငယ်လို့ပြောတယ်အမားရွေးနေပြောတယ်58မှာလည်းဒီတိုင်းနေအာဏာသိမ်းတာပဲအဲ့ဒါဘောကျုပ်မောင်မောင်ရဲ့58ခုနဲ့အိမ်တော်အစိုးရဆိုရယ်စာအုပ်အထူးကြီးတွေမှာအာဏာသိမ်းတာပါတို့အတိတ်ကဝန်ခံခဲ့တယ်အဲ့ဒါကိုလည်းတပ်မတော်ကလည်းကဲတင်ခဲ့ရပါတယ်ဒေဂရေးသမားတွေစေဘောင်းနေကိုယ်တို့ဆိုပြောပြောင်းမြန်နေကြီးတယ်အုံချတယ်60နှစ်မှာဖက်ဒရယ်ပေးဖို့လို့မြမအတမညီလာခံကြီးလောက်နဲ့တိုင်းရင်းသားတွေနဲ့3ရက်လောက်နဲ့2ရက်ပြီးသွားပြီအောက်ပြင်းနေတတ္တိယနေမှာအာဏာသိမ်းတာ ဖက်ဒရယ်ကိုအကြောင်းပြပြီးတော့ဒါလည်းပဲတမတော်ကကဲတင်တာပဲကြောင်းမြန်နေပြောတယ်88မှာလည်းဒီတိုင်းပဲတမတော်ကလည်းလူတွေကိုပြစ်တတ်တယ်နော်ပါတီပုံပေးပါမယ်ဆိုပြီးတော့လေ90ခုနှစ်ယူကော့ဘက်မှာလိန်တယ်နော်အဲ့ဒါလည်းပဲသူကတမတော်ကကဲတင်တယ်လို့ပဲပြောတယ်နောက်2000နဲ့အော်ဒါစကွန်ကျောင်းနောက်ကွန်ကျောင်းတော်လန်ကြီးကိုလည်းပြစ်တတ်တဲ့တန်ဃာတွေကိုလိန်တယ်2008အခြေခံဥပဒေကြီးကိုလည်းသူတို့ကြီးလောက်တာ ူတို့လူတွေကြီးပဲ NLD ရွေးကောက်ပွဲနိုင်တဲ့ NLD နဲ့ SNLD ကိုဘေးဖယ်ပြီးတော့ထောက်ပြဖန့်ချုပ်ပြီးတော့သူတို့ကိုအတုတွေနဲ့လဲအလုသမားတုလဲသမားတုတွေနဲ့လုပ်တယ်ပြီးတော့2008ကိုအတီးပြူတယ်အဲ့ဒီမှာလဲလိန်တယ်နောက်20 20တင်းမလားတကယ်တရားမြတ်တဲ့ရွေးကောက်ပွဲဆိုတာတကမာလုံးကအတိမတ်ပြေဦးတယ်ဂျာတယ်အာနာသိမ့်တယ်လိမ့်တယ်အဲ့တော့အဲ့ဒီဟာတွေကိုထောက်ထားတွေကြီးချင်းအားဖြင့်ဒီလူဟာဒီစစ်တပ်က ဖက်စစ်စစ်တပ်ကယုံတိုက်လားမယုံတိုက်လားဆိုတာတာနိုင်ငံရေးသမားတွေခင်ဗျာသူ့ကိုထောက်ခံပြီးရက်တည်နေတဲ့နိုင်ငံရေးသမားတွေလော်ဘီတွေခင်ဗျာအဲ့ဒါမသိလို့မရဘူးလေအဲ့မသိရင်တော့သူတို့လက်လိမ့်တာပဲလိမ့်တာပဲနော်အဲ့တော့ဒီလိုဟာမျိုးဟာယုံနေစရာမရှိဘူးဟောဒီလိုပုံကူမျိုးတွေခရီးစကားတွေနဲ့ယုံကြည်စရာမရှိဘူးလို့ကျွန်တော်ဒီလိုလည်းပဲပြောချင်ပါတယ်ဗျာ ဟုတ်ကဲ့ဆရာအဲ့တော့ဟိုကျမတို့သွားကြည့်တာပေါ့လေပြဿနာတခုဖြစ်လာလို့ရှိရင်ဒီဘက်ကအုပ်စုတွေကိုပဲအမြဲတမ်းအပြစ်တင်နေပေါ့နော်စက်တက်ဘက်ကိုမပြောမပြောဘာမှမပြောတဲ့မထီရမခိုက်ရတဲ့အုပ်စုတွေရသက်သက်ရှိနေတယ်ပေါ့နော်အဲအဲသူတို့ကလည်းတခါဟိုသူတို့ကိုသူတို့သူတို့ကလည်းအမှတ်လိုက်ပြောရင်တော့ပညာရှင်အုပ်စုဆိုပြီးတော့လည်းသူတို့ကပြောတယ်ပြီးလို့ရှိရင်ဒါနိုင်ငံ အာနိုင်ငံရေးသမားအုပ်စုပေါ့နော်အဲ့ဒီခေါင်းစဉ်အောက်ကနေပြီးတော့သူတို့လောက်ကင်ဆောင်ရွက်နေကြရတယ်ပေါ့နော်အော်စစ်တပ်ကိုသွားမထိနဲ့စစ်တပ်ကိုသွားမထိနဲ့စစ်တပ်ကိုတော့အမြဲတမ်းကြီးပဲပါစားပေးထားရမယ်အဲ့တော့ပြုပြင်ပြောင်းလဲရေးကိုလုပ်မယ်ဆိုလို့ရှိရင်ဒီဘက်ကပဲလိုက်ဒီဘက်ကပဲလုပ်အလားဒီဘက်ကပဲလိုက်ရောပေါ့အဲစစ်တပ်အလို့ကြဒီဘက်ကပဲလိုက်ရောဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဆီကဘာကြောင့်ဒီလူတွေဟာဒီအမှန်တရားဘက်ကပူပေါင်းပါဝင်ခြင်းမရှိကြတာလဲဆီကဆီကဘယ်လိုမြင်သလဲကျွန်တော် ဖြတ်တန်းလာတဲ့အတွေ့အကြုံတွေနဲ့ပြန်ကိုးကားပြောရရင်တော့တထောင်းနဲ့ခွန်မှာပန်းလာတော်လေးရနေပြီးတော့ဟလာအဲ့ဒီတော့မင်းကိုနိုင်တော့လေကိုကိုကြီးတို့အပါဝင်စစ်စစ်ကျောင်းသားတွေကခေါင်းဆောင်ပြီးတော့နော်ရုံးရှူတို့လေ sorry ပုံကြုံမကူပွဲလွန်းသွားတဲ့ဂျီမီတို့တွေစိုက်မော်ဗျာရောင်များစွာသောခေါင်းဆောင်တွေကနေပြီးတော့နော်ဒီဓာတ်စီစီတက်တာကနေကိုစိန်းတို့နေတက်ပြီးတော့အဲ့လိုဖြစ်ချင်းအပြင်ကိုစိန်းတို့ကြာစီရေးအတွက် ဆန္ဒတွေထုတ်ပေါ်ကြတယ်ထုတ်ပေါ်ကြတဲ့ခါမှာဆရာတော်တန်ဃာတော်တွေကလည်းမနေတာတဲ့အတွက်ကြောင့်ဝင်ရောက်ပြီးတော့မေတ္တာပို့ဆူတောင်းတာနော်မေတ္တာပို့ဆူတောင်းရင်လိုင်းလျှောက်တဲ့အခါမှာခင်ဗျားအဲ့ဒီမှာပြစ်တတ်တာပဲဘုန်းကြီးကျောင်းရွှေသန်းငွေကြေးရဖုန်းကျောင်းဆိုလို့ရှိရင်ပြောမနေနဲ့ဗျာရဲရဲဆက်ဆက်ကိုဝင်ပြီးတော့တပုံစကားဝင်စီးလို့စီးပြီးတန်ဃာတော်တွေဖမ်းတာစီးတာတတ်တာအဲ့တော့အဲ့ဒီရွှေအောင်တော်လန်ရေးကြီးရဲ့မှာဟုတ်လားမပေါ်ခင်မှာအပေါ်ခင်အထိ ကျွန်တော်ပြောချင်တာမပေါ်ခင်အထိ1988ကနေပြီးတော့2009အထိစစ်တပ်ကဘုတ်တန်းရွှေဟလာဒီတဘကြောကြီးစောမောင်ဘုတ်ခင်ညွန့်နော်အဲ့တော့ခုနေဝင်လာအာနာရှိသေးတယ်ဗျအာနာရှိသေးတယ်နော်အဲ့ဒီအဲ့သူတို့ရဲ့နောက်မှာအလွန်နော်စစ်တပ်ကနေပေါ့ကြီးကြီးစစ်စစ်ဖိနေကြလာကြီးကြီးစစ်စစ်ဖိနေပြတ်ဖြတ်တယ်တပြီလုံးလက်ဆခိုက်တယ်ဝန်ထမ်းတွေအကုန်လက်ဆကြ နောက်ဆုံးပြကေဂျီမူလာတန်ကလေးဒီဆရာမတွေကိုလည်းကိုကျောင်းသားကြီးကကိုချူကျူရှင်လာတာယူပြီးတော့စာတရားလူကြီးတွေပြက်ဥတွေဝန်ထမ်းတွေပြက်ရဲတွေပြက်တပြီးလုံးပြက်တယ်ဗျာကဲပြဝန်ထမ်းတွေချမ်းလက်စာပြီးချမ်းတောင်လုပ်တယ်မင်းတို့ငါတို့လည်းချမ်းသာလို့မင်းတို့လည်းလုပ်အပြောချင်တာပါလေဆိုအဲ့ဒီမှာကျိုးကျော်သံတစ်ခုထွက်လာတယ်ကျိုးကျော်သံတစ်ခုအဲ့တော့ပြောချင်တယ်ဘာလဲဆိုတဲ့အခါကျတော့စစ်တပ်ကတော့ကွာအမတုနေတော့မရတော့မနိုင်တော့ဘူးစစ်တပ်နဲ့ပေါင်းစာယုံမှာတပါမရှိတော့ဘူး မလောက်ကြနဲ့တော့ဆိုတဲ့အတွဲခေါ်ကြီးဟာ88က2000ကျွန်းမှာအဲ့လာကြီးပေါ်လာတယ်ဗျာအကြီးကြီးပဲအဲ့ဒါမလို့ရှူအောင်ဒေါ်လာကြီးပေါ်လာတဲ့အခါကြတော့မှအဲ့ဒီဝါရာကြီးကကြာဆုံးသွားပြီးတော့2008ကိုရွေးကောက်ပွဲခြေကဥပဒေကိုမြန်မာအတီးပြုတ်ပြီးတော့ရွေးကောက်ပွဲတွေလုပ်ပြီးတော့ဟလာပြည်သူ့အာဏာအပ်ဖို့သူတို့စိတ်တစ်ပိုင်းပေါ့ဗျာစူးစမ်းလာခဲ့ရတယ်အဲ့တော့အဲ့လိုအတွေ့အကြုံတွေရပြောမယ်ဆိုရင်အခုလည်းပဲ အဲ့1000ကျောင်းဒေါ်လာကြီးမပေါ်ခင်တော့ပေါ်လာတဲ့အတိုင်းပဲစစ်တပ်ကတော့သွားမလုံးနေတော့စစ်တပ်ကဘလို့မှမနိုင်ဘူးစစ်တပ်နဲ့ပြေးလျအောင်လို့မပြေးလဲရင်တော့အကုန်ဒုက္ခရောက်ကြလိမ့်မယ်အဲ့တော့ပေါင်စားကြဆိုတဲ့ဝါဒဟာအခုဟလာစစ်တပ်အောက်မှာပတ်ပုံတင်ထားတဲ့ပါတီနိုင်ငံရေးသမားတွေနောက်တခါအချောင်သမားတွေကအဲ့တိုင်းကိုပြန်ဖြစ်နေတယ်ဆိုတာကိုကျွန်တော်ပြန်ပြီးတော့တမိုင်းကြောင်းနဲ့အကိုးအကားနဲ့တပြတပြကြည့်ပါလေဗျာ ဟုတ်ကဲ့ဆရာအဲ့တော့နောက်တစ်ခုကတော့ဒီဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းပေါ့အဲသူကနေပြီးတော့အခုရုရှားတို့ဘယ်လာရုစ်တို့ကနေပြန်လာပြီးခရက်ကရွေးကောက်ပွဲရွေးကောက်ပွဲဆိုတော့ စကားကိုလည်းပြောနေတယ်ပေါ့နော်ရွေးကောက်ပွဲကျင်းပမယ်အဲ2025အကုန်2026လောက်မှာဒီရွေးကောက်ပွဲကိုကျင်းပမယ်အဲအခြားပေါ့နော်အခုမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေကလည်းဟာလာစစ်တပ်အလိုကြပေါ့နော်စစ်တပ်မကြိုက်တဲ့ရလတ်မျိုးထွက်လို့မရဘူးဟာလာဒီ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 ရွေးကောက်ပွဲမှာဆိုတဲ့ဟာမျိုးတွေအထီပေါ်ပေါ်တင်နေထုတ်ပြောလာတာတွေ့ရတယ်အဲ့တော့အခုကလည်း disaster ဖြစ်နေတဲ့အနေထားပေါ့နော်ဒီလောက်ကြီးမားကြေပြန့်တဲ့အတိုင်းအတာနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်စည်းဆုံးရုံးမှုတွေဖြစ်နေတဲ့အနေထားမှာကောဒီရွေးကောက်ပွဲကဖြစ်နိုင်အောင်မလား ဆက်ကဆက်ကောင်းဆောင်ကောဒီရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မဲ့သဘောထားရှိသလားဆရာဘယ်လိုယူဆသလဲကျွန်တော်ဒီအနေပတ်သက်လို့ကျင်းပန်းများစွာသော တိုင်းပြည်ကိုကျွန်တော်အတိပေးခဲ့တယ်ဗောဗျာအဲ့ဒါကတော့အေးမောင်ကိုကိုကြီးတို့စကားတွေစကားဥတန်းထားတာတွေနောက်စစ်တပ်ဘက်ကမင်းအွန်လိုင်းရဲ့ရက်ဒီရက်တွေနောက်တရုတ်ကအားပေးထောက်ခံမှုတွေရုရှားနဲ့ဘိုင်လိုရုရှားရဲ့နောက်ဆုံးအကူအညီပေးမယ်ဆိုတဲ့စကားတွေ ဒါတွေကိုထောက်ပြီးတော့သူတို့ရနိုင်သမျှလေးပေါ့ဗျာဝရုံကောင်းနေတော့ဓာတ်တာလေးရနိုင်သမျှနေရာလေးဒီမှာတော့သူတို့ရွေးကောက်ပွဲတွေဟလာနောက်မှစစ်မှုဒါဥပဒေတို့လုံခြုံရေးဥပဒေတို့ဆိုတာအကြောင်းမဲ့ပြဋ္ဌာန်းမှုဘူးအဲ့ဒီရွေးကောက်ပွဲအတွက်ကိုပြင်ဆင်တဲ့လုပ်ငန်းကြီးအဖြစ်နေတယ်လုပ်တယ်ဆိုတော့ကျွန်တော်အစတည်းကအကျိဖန်များစွာပြောခဲ့တယ်အလကားလောက်တာမဟုတ်စစ်မှုဒါဥပဒေကအဲ့ရွေးကောက်ပွဲကိုလည်းပဲသူတို့အဆောက်အဦပြုဖို့ဓာကြီးကလုပ်တာ တော့ရွေးကောက်ပွဲရတော့သူတို့ရသမျှနေရာကိုလုံးလိမ့်မယ်နော်အဲကျွန်တော်ပြည်သူလူတရလုံးကလည်းအကြောက်တရားအောင်မှနေရတယ်လူတွေလည်းတော်တော်ငတ်ပြတ်ပြီးပေါ့ဗျာတော်တော်လေးဒုက္ခရောက်နေကြပြီအခုခရင်ကြီးကလည်းထတ်လုပ်တယ်ဒါမှမဟုတ်ကြားကြမီးရပဲသူတတ်နိုင်သမျှလေးလုတ်သွားမယ်လုတ်သွားပြီးတော့ဟလာပြီးတော့ကွန်ပျူတာစနစ်နေတယ်ဗျာမဲပေးရမယ်တဲ့ဘယ်လိုလုပ်ပြီးတော့လူတို့ပါဗျာခမညာဒါတော့ရိုးရှင်းတဲ့လက်တန်းလေးကိုမဲတက်တန်းလေးကိုစီဟိုအနေနဲ့ မင်းလေးနဲ့ဆွပြီးတော့အိန္ဒိယမှာလည်း detail line ရောက်တာပဲအောင်မြင်နေတဲ့ဟာတွေပဲဖြည့်ပြီးတော့ကွန်ပျူတာနဲ့မဲပေးရမယ့်ဟာမျိုးတွေဖြစ်တယ်ကတော့ဘယ်လိုလုပ်ပြီးလူလူကဘာလုပ်မှန်းသူတို့လိန်ကျင်နေလိန်ပါပေါ့ဗျအဲ့ဒီတော့အဲ့ဒီဟာ plus 20ရာခိုင်9ရာခိုင်လို့ပေါင်းပြီးတော့သူတို့ပထမတကြိမ်လှုပ်တော့ခေါ်မယ်ဒုတိယတကြိမ်မှာကြာတော့၃ဘုံ၃ဘုံတက်ရပြီဆိုတဲ့အခါမျိုးဖြစ်တဲ့အခါကျတော့သူတို့ရွေးကောက်ပွဲလုပ်မယ်မင်းအွန်လိုင်းတမရလုပ်မယ်အဲ့ဒီ ရေလုံးတန်ကောင်းရင်တော့နှစ်ကြိမ်ပေါ့ဗျတန်ဆိုးရင်တော့မင်းအွန်လင်း2008ကိုပြင်ပြီးတော့တရုတ်သမ္မတရှီကျင်းပြီးတော့ရာသက်ပံများလောက်သွားမလားမသိဘူးပေါ့ဗျာဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်ကတော့ဒီတိုင်းကျွန်တော်တို့ကျွန်တော်တို့ဘက်ကစစ်မနိုင်ဘူးဆိုရင်တော့ဟလာတပ်ပေါင်းစုနဲ့မတိုက်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့သူတို့လောက်သွားလိမ့်မယ်ဖြစ်အောင်လောက်သွားလိမ့်မယ်လို့ကျွန်တော်အဲ့ဒီလို့ ထင်မြင်ယူဆမိတယ်ပေါ့ဗျာနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာပြောတာဟိုဆရာပြောတော့ကျွန်မပြောလိုက်အောင်မင်းပြီးတော့မှာတော့ဟိုကျွန်တော်ဓာတ်ပုံတွေထဲမှာကြည့်ရတယ်ဟို तू ကသမရလုံမယ်ဆိုတဲ့အချိန်ကြောက်လားမသိဘူးသမရအိမ်တော်ကြီးကတော့ငလင်လှုပ်ပြီးတော့တော်တော်ထိခိုက်ပျက်စီးသွားပြီးတော့အာတော်တော်လေးတော့အချိန်နေဆိုးတယ်ပေါ့နော်ဆရာဒါဥစ္စာဆရာပြောတာနဲ့တိုက်ဆိုင်လာလို့ကျွန်မပြောလိုက်တာပါနောက်ဆုံးအနေနောက်ဆုံးတစ်ခုပြောချင်ပါတယ်ဆရာအဲ့ဒါတော့ဒီနောက်ဆုံးတစ်ခုမေးချင်တာကတော့ကျွန်တော်တို့ဒီတော်လှန်ရေးအင်အားစုတွေဘက်ကဘယ်လိုသဘောထားမျိုးနဲ့ဒီ အခက်ခဲတွေကိုကြော်ဖြတ်သွားမလဲပေါ့နော်ဒါလေးကိုညီကုန်းချုပ်အနေနဲ့ဆရာဆွေးနွေးပေးစီခြင်းပါတယ်ပြည်သူတရားလုံးဝညီညွတ်မှုပေါ့ညီညွတ်မှုတိုင်းရင်းသားတွေရဲ့ညီညွတ်မှုပြည်မကြီးရဲ့ပြည်နယ်တွေရဲ့ညီညွတ်မှုကတမိုင်းမှာတစ်ခါမှတလောက်ညီညွတ်တာမရှိခဲ့ဘူးဒါကြောင့်မို့ကျွန်တော်တို့ကမလွဲမသွေကျွန်တော်နိုင်မယ်အောင်မြင်မယ်သို့တော်ကျွန်တော်တို့ကဒီတဲ့ပို့ပြီးတော့စီယုံရလိမ့်မယ်စူးစမ်းရလိမ့်မယ်လို့ကျွန်တော်ဒီလိုတင်ပြကြပါလေဗျာ ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့